ားလုံးပဲမင်္ဂလာပါရှင်ရန်နာမှုထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့သင်မမြော်လင့်ထားပေးမယ်သင်စီရရှိလာမယ်အရာလေးကဘာလေးဖြစ်မလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ general reading လေးတစ်ခုဖတ်သွားပေးမှာဖြစ်ပါတယ် guardian ကြရင်ကျမတို့ဘဝမှာကိုမမြော်လင့်ထားတဲ့အရာတွေလည်းရှိတယ်ကိုမမြော်လင့်ထားပေးမယ်လည်းကိုစီကိုရရှိလာမယ်အရာလေးတွေရှိတယ်ပေါ့နော်အဲ့တော့သင်တို့လေးတွေမမြော်လင့်ထားပေးမယ်သင်တို့လေးတွေစီကိုရရှိလာမယ်အရာလေးကဘာလေးတွေရှိမလဲဆိုတာကိုဒီနေ့ reading ထဲမှာပြပြသွားပေးမှာဖြစ်ပါတယ်ပေါ့နော် ဲ့တော့ group လေး၃ခုရှိပါတယ် group 1 group 2 group 3 group 1လေးကပန်းအောင်လေး group 2လေးကတော့ crystal ဝိုင်းအောင်လေး group 3လေးကတော့ crystal အကြည့်အောင်လေးပေါ့နော်အဲ့တော့ဒီ group 1 2 3 3ခုထဲမှာမိမိတို့ໃຈနှစ်တက်ရ group လေးတစ်ခုကိုရွေးပါ group လေးတွေယူပြီးဆိုရင်တော့ region လေးကိုစတင်ပြီးတော့ဖတ်ပေးမှာဖြစ်ပါတယ်ထုံးစံတားနေပဲ group 1လေးကနေစလိုက်မယ်နော် Group 1 Lady မင်္ဂလာပါရှင် Group 1 Lady စီကို Group 1 Lady မမျှော်လင့်ထားပေးမယ်ရောက်ရှိလာမယ်အရာလေးကဘာလေးရှိမလဲဆိုတာကိုကြည့်သွားမယ်နော် Oh Nairo Khan Group 1 Lady စီကိုဝင်လာမယ်အရာ Group 1 Lady မမျှော်လင့်ထားပေးမယ်ရောက်ရှိလာမယ်အရာလူတူဖြစ်ပါတယ်နော်အဲ့တော့ဒါကအချစ်ရည်နဲ့သက်ဆိုင်နေလို့ကျွန်မထင်တယ်အဲ့တော့ Group 1 Lady စီကိုနော် group one လေးတွေကိုအရင်ချစ်တဲ့သူတို့ရောက်လာဖို့ရှိတယ်နော်ဒီ group one ကိုလာကြည့်တဲ့အမျိုးသားလေးဖြစ်စေအမျိုးသမီးလေးဖြစ်စေသင်တို့ရဲ့ဘဝတွေကိုသင်တို့မမျှော်လင့်ထားတဲ့အချိန်မှရရှိလာမဲ့သူကသင်တို့ကိုချစ်တဲ့သူတို့ဦးပါ နော်ဒီလူဟာသင်တို့ကိုသဘောကျနေတာအချိန်တစ်ခုရှိနေပြီပေါ့နော်ဒါပေမဲ့သူတင့်ကိုဒါဟိုလည်းမပြောပြရသေးပေါ့နော်အဲ့တော့မကြားမီချိန်တွဲမှာသင်မမျှော်လင့်ထားတဲ့ချိန်တွဲမှာပဲတင့်ကိုသူသဘောကျတယ်ဆိုတာသင်သိလာရမယ်သူကလာပြောပြတာမျိုးအရင်ရောင်ဖြစ်လာပြတာမျိုးပေါ့နော်အဲ့အမျိုးလေးတွေကိုဒီ group 1ကသူလေးတွေကအာတွေ့ကြုံရဖို့ရှိပါတယ်ပေါ့နော်အဲ့တော့သင်တို့ဘဝတွေကိုမမျှော်လင့်မရရှိလာရတဲ့အရာကတော့လူတူဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးကိုပထမဆုံးအချက်အနေနဲ့တွေ့တယ် အာဒီနေ့ကမီးလေးပြက်နေတော့နည်းနည်းလေးကင်မရာမှောင်နေတဲ့အတွက် sorry ပါနော်ကျွန်မ oracle ကတ်လေးတကယ်လေးဆွဲထားပါတယ်အဲဒါလေးပါပေါ့နော်အဲ့တော့ဒီမှာဒီကတ်က26ဆိုတော့ပေါင်ချင်း10ပေါ့နော်အဲ့တော့တင်းတို့လေးတွေရဲ့ဘဝတွေကိုဝင်လာမဲ့သူရဲ့ energy ပေါ့နော်အာဒီလူကအာရှစ်ကနန်စိုးမိုးတယ်ပေါ့နော်အဲ့တော့ဒီရှစ်ကနန်ရဲ့သဘောတဘာဝအရာသူကလေအများနဲ့မတူတမှုထူကြတဲ့သူ ပြီးတော့အသူ့ရဲ့ဘဝမှာပေါ့နော်အခက်ခဲတွေနော်ရင်ဆိုင်ရတဲ့တိုက်ပွဲတွေအများကြီးပြောရမယ်ဆိုလို့ရှိရင်သူ့ဘဝကိုအခက်ခဲတွေကြားတဲ့အားနဲ့ရှင်းသက်လာရတဲ့သူနော်သင်တို့ဘဝတွေကိုဝင်လာတဲ့သူကအမျိုးသားဖြစ်စေမျိုးသမီးဖြစ်စေသူ့ဘဝကဖြမျိုးခဲ့တာမဟုတ်ဘူးတာယာခဲ့တာမဟုတ်ဘူးပေါ့နော်သူဘဝမှာသူကြုံဆုံရတဲ့အခက်ခဲအနှောက်အယှက်တွေအများကြီးကိုဖြတ်တန်းပြီးတော့မှအခုလက်ရှိချိန်မှာ သူအစဉ်ပြေအောင်မြင်နေပေါ့နော်အောင်မြင်တာထက်ဆောင်လို့ရှင်သူ့ဘဝမှာအနေထားတစ်ခုရှိနေပြီပေါ့နော်အဲ့ဒါမျိုးပုံစံလေးအာပြီးတော့မှတင်းစီကိုရောက်လာတဲ့အချိန်မှာတင်ကသူ့ရဲ့အစဉ်ပြေတဲ့ဘဝနေထိုင်မှုပုံစံကိုတင်ကမြင်မြင်ရတာပေါ့နော်ဒါမဲ့သူ့ရဲ့ဒီအတိတ်မှာတော့သူ့ဘဝမှာနာကျင်စရာတွေခက်ခဲစရာတွေเนาะကြရှုံးတာတွေအများကြီးသူကြုံဆုံထက်ချော်ခဲ့ပြီးတော့မှတင်းစီရောက်လာတဲ့အချိန်မှာသူကအနေထားတစ်ခုရောက်ရှိနေပြီပေါ့နော်ကျွန်မအဲ့ဒါမျိုးတွေတွေ့အဲ့တော့ဆက်ကြည့်မယ်နော် အဲ့တော့ဂရုမလေးတွေအတွက်တင်းတို့လေးတွေမမြော်လင့်ထားပါမယ်ရရှိလာတဲ့သူအရာတော့လူတူဖြစ်ပါတယ်ပေါ့နော်တင်းတို့လေးတွေကိုသဘောကျနှစ်သက်ချစ်ခင်နေတဲ့သူပါအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဗားလေးတွေဆက်ပြီးတော့ဖြစ်ရှိရမယ် set တွေကိုတခါတည်းကျွန်မချိုင်းမယ်ပေါ့နော် shuffle လုပ်ပြီးတော့ တော့ဒီ group 1 lady ပေါ့နော် group 1 lady ဈေးကိုမမြောင်လင်းမရောက်လာတဲ့သူကဒုတူအလူတူပေါ့နော်အဲ့လူကသူ့ရဲ့ခန်းစားချက်တွေကိုလျှို့ဝှက်ထားတယ်။သင်နဲ့ပတ်သက်တဲ့ခန်းစားချက်တွေကိုသူလျှို့ဝှက်ထားတယ်။သင်ကိုမပြောပြဘူးပေါ့နော်။ဒါပေမဲ့မကြမီချိန်တွဲမှာသင်တို့လေးတွေကတိလာရမယ်။သူသင်ကိုသဘောကျတယ်ဆိုတဲ့အကြောင်းချက်တယ်ဆိုတဲ့အကြောင်းပေါ့နော်။အဲ့အရာလေးတွေကိုသင်တို့လေးတွေကတိလာရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့သူ့ဘဝမှာလေကျွန်မခုနပြောသလိုပေါ့ အာလွယ်လွယ်ကူကူရရှိခဲ့တာတွေတော့နည်းတယ်เนาะသူဘဝမှာအခက်ခဲတွေဝမ်းနည်းစေ꽌စရာတွေเนาะဆုံးရှုံးမှုတွေသူဘဝမှာရှိခဲ့တယ်เนาะဒါပေမဲ့လည်းသူကတော့ရအောင်ပြန်ပြီးတော့သူ့ကိုယ်သူစူးစမ်းတိစောက်ခဲ့တယ်ပေါ့เนาะအဲ့ဒါမျိုးပုံစံလေးเนาะအဲစိတ်တက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်တော့သူကနည်းနည်းလေးအားငယ်တတ်တယ်ပေါ့နော်။သူ့ဘဝကိုသူကအကောင်းဆုံးဖျက်ချော်ခဲ့ပြီမယ်လေ။အာတခါတည်းရန်ကြလူမသိသူမသိပေါ့နော်။အာအားငယ်တတ်တဲ့ပုံစံလေးရောရှိတယ်။နော်အဲ့ဒါမျိုးကိုလည်းတင်းတဲ့သူနဲ့ကြုံပြီးတဲ့နောက်ပိုင်းမှာမှဒါအတင်မြင်ရမယ့်အစိတ်ပိုင်းတစ်ခုပေါ့နော်။ ါ့နော်အဲ့လိုမျိုးလေးလည်းကျွန်တော်တွေ့တယ်နောက်တစ်ခုကတော့ Queen of Panical Energy နဲ့သူကလေအာသူ့ဘဝကိုသူအကောင်းဆုံးဖြစ်အောင်သူကြိုးစားရတယ်။နော်သူတစ်ပါးတွေကိုလည်းသူကဒုက္ခပေးတာတွေပါတယ်။အဲ့ဒါမျိုးတော့သူဘဝမှာမလုပ်ဘူးပေါ့နော်။ပြောချင်တဲ့သဘောကသူ့မှာအခက်ခဲတွေရှိခဲ့ရင်တောင်မှသူကကောင်းမွန်မွန်စိတ်ထားလေးနဲ့သူကကြိုးစားရုန်းကန်ပြီးတော့သူ့ကိုယ်သူပေါ့နော်။အပြန်လဲရှင်သန်လာရတဲ့သူပေါ့နော်။ပြောရမယ်ဆိုလို့ရှင်သူသူ့ရဲ့အနာမှာသူ့ကိုပတ်မိုးကူညီတဲ့သူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ သူတကိုယ်တည်းပဲသူ့ဘဝကိုတောက်ပအောင်အဆင်ပြေအောင်เนาะအာတာယာအောင်သူကျန်ဆောင်ခဲ့ရတယ်ပေါ့เนาะအဲ့လိုမျိုးပုံစံလေးဒါနဲ့ပတ်သက်ပြီးတော့လဲသူကဒီလိုခံစားရတဲ့ပုံမှာတခြားလူတွေကိုသူကဒေါသထွက်တာတွေအာအရင်ကြီးနာကျင်တာတွေအဲ့လိုမျိုးတွေသူမပြဘူးသူ့ကိုယ်သူပဲဒါကသူခံရမယ်ပေါ့เนาะအကန့်စမာပဲဆိုပြီးတော့သူလက်ခံပြီးတော့သူ့ဘဝကိုသူအဆင်ပြေအောင်ထိန်းချောင်းပြီးတော့အဆင်ပြေအောင်ပြန်လဲပြီးတော့တည်ဆောက်တယ်ပေါ့เนาะအဲ့လိုမျိုးပုံစံလေးကျွန်မတွေ့တယ် အာနောက်တစ်ခုနောက်တစ်ချက်အနေနဲ့ကြတော့သူကလေတင့်စီရောက်လာတယ်ပေါ့နော်တင့်စီရောက်လာပြီးတဲ့အခါမှာသူကဘာလဲဆိုတော့အာသူ့ရဲ့ဘဝမှာပေါ့နော်ဘယ်လိုပြောရမလဲတင့်အပြင်ကိုတခြားသူကာကွယ်ဆောက်ရှောက်ပေးရတဲ့အရာရှိတယ်အဲ့ဒါကတော့သူ့ရဲ့မိသားစုလားသူ့ရဲ့မောင်နှမသားချင်းလား နော်သူရဲ့မိဘတွေလားအဲ့ဒါလေးတော့ရှိတယ်ပေါ့နော်အဲ့တော့တင့်စီသူဝင်လာခဲ့တယ်ဆိုရင်တော့မှအာခမန်းကရိုင်းကမူရှူတို့ကြီးတင့်စီဝင်လာတာမျိုးမဟုတ်ဘူးသူရဲ့ဒီငယ်ကြီးရတဲ့မိသားစုတွေလည်းရှိသေးတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တော့သူအာပြန်ပြီးတော့သူမိသားစုတွေကိုလည်းသူကြည့်ရှုဆောင်ရှောက်ရင်းနဲ့မှတင့်ကိုလည်းသဘောကျတယ်နှစ်သက်တယ်အဲ့ဒါမျိုးပုံစံလေးပေါ့နော် ။နောက်ချက်အနေနဲ့ကတော့တင်တဲ့သူနဲ့တွေ့ဆုံရတဲ့စီမှာသူကတင်ကိုလမ်းပြပေးနိုင်တယ်။အကြံဉာဏ်ကောင်းတွေလည်းပေးနိုင်တယ်။အတင်တဲ့သူနဲ့ဂျာကဆက်ဆက်ရရလက်မိတ်ဆွေပေါ့နော်။အဲ့လိုအဆင်မျိုးအနေမှာနောက်တစ်ဆင့်ကိုတက်မယ်ပေါ့နော်။ relationship အနေထားကိုတက်မယ်။အဲ့ဒီမတိုင်ခင်မှာတော့တကယ်ကိုကောင်းမွန်တဲ့ soul mate energy မျိုးနဲ့သူကလာဖြစ်ပါတယ်ပေါ့နော်။ soul mate energy မျိုးနဲ့လာတဲ့တင်ကိုသူကအကြံဉာဏ်တွေပေးနိုင်တယ်။အတင်ကိုသူကကာကွယ်ပေးနိုင်တယ်ဆောင်ရှားပေးနိုင်တယ်။နော်အဲ့လိုမျိုးပုံစံလေးနဲ့တင်တို့ညကခင်သွားမယ်။မိတ်ဆွေအဆင့်အနေမှာ ါချစ်သူတွေဘွားရောက်သွားမယ်ပေါ့နော်အဲ့ဒါမျိုးပုံစံလေးအရင်ဆုံးတော့နှစ်ယောက်သားကတရက်ကိုတရက်အကျိုးပြုတဲ့မိတ်ဆွေတွေဖြစ်အရင်ဆုံးဆုံတွေ့ရမှာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့တင်နဲ့ပတ်သက်ပြီးတော့တင့်ကိုသူပါလေတကယ်ကိုအကောင်းမွန်တဲ့စိတ်ခံစားချက်တွေကိုပြတယ်နောက်ပြီးတော့တင်နဲ့ပတ်သက်ပြီးတော့သူ့မှာဘယ်လိုပြောမလဲနော် ကောင်းမွန်တဲ့ energy တွေရှိတယ်ပေါ့နော်ကျမအဲ့ဒါမျိုးခံစားရတယ်။သင်ပေါ်မှာဆူဆူဝါဝါအဲ့ဒါမျိုးတွေကျမမတွေ့ဘူး။အာ error one energy နဲ့သင်ကိုစိတ်စစ်နာအပြည့်ပေးတာသင်ပေါ်မှာမြေတားထားတာသင်ပေါ်မှာစာနာပေးတာနားလဲပေးတာပေါ့နော်။အဲ့ဒါမျိုးပုံစံအဲ့လိုမျိုး energy နဲ့သူကသင်စီကိုရောက်ရှိလာမှာဖြစ်တယ်နော်။အဲ့ဒါမျိုးလေးကျမတွေ့ပါတယ်။အဲ့တော့အဒီ group ကိုလာကြည့်တဲ့သူလေးတွေပေါ့နော်အဲဒီလိုလူတယောက်ရရှိလာတာကိုသင်တို့လေးတွေဟာမျှော်လင့်ထားတဲ့အချိန်မှာရောက်လာမှာမဟုတ်ဘူးနော်သင်တို့တွေမမျှော်လင့်ထားတဲ့အချိန်မှာယူတရရောက်လာမယ့်အနေအထားဖြစ်ပါတယ်ပေါ့နော်အဲလူတယောက်ရောရောက်လာဖို့ရှိတယ်နော်အဲဒီ reading ကိုလာကြည့်တဲ့သူကအမျိုးသမီးလေးတွေဆိုလို့ရှိရင်သင်တို့စီရောက်လာမှာကအမျိုးသားလေးဒီ reading ကိုလာကြည့်တဲ့သူကအမျိုးသားလေးတွေဆိုရင်သင်တို့ကို သူတို့ရဲ့ဘဝတွေကိုရောင်းလာမဲ့သူပါအမျိုးသမီးလေးတူဦးပေါ့နော်ဒီမျိုးသမီးလေးကသူ့ဘဝမှာခက်ခဲနှောက်ရှက်တွေရှိရဲအာသူရရှိဟိုဘယ်လိုပြောမလဲနော်အဆင်ပြေအောင်မြင်အောင်သူကြံဆောင်ပြီးတော့ကြိုးစားပြီးတော့မှအခုချိန်မှာသူကိုသူတည်ငြိမ်နေပြီပေါ့နော်အာဒါပေမဲ့လည်းတင်းနဲ့ပတ်သက်တဲ့စိတ်ခံစားချက်တွေရှိပေမဲ့လည်းသူကလှုပ်ဝက်ထားတယ်နော်အချိန်တစ်ခုကြာမှတင်းဟိုလာပြတာနော်အဲ့ဒါမျိုးလာပြတဲ့ခါမှာတင်းကိုယ်တိုင်အံ့ဩရတယ်ဘာကြောင့်လဲဆိုတော့ဒီ သူကသင်မပြောင်းလင့်ထားတဲ့သူမျိုးပေါ့နော်။အာဒီ main ခရီးကတော့ငါ့ကိုသဘောမကျတော့ပါဘူးလို့သင်ကထင်ကောင်းထင်မယ်။ဒါပေမဲ့အဲ့ဒီနေအဲ့ဒီချိန်မှာသင်ကိုသူကသဘောကျပါတယ်ဆိုတော့အရေးရောင်နေများပြခဲ့တယ်ဆိုလို့ရှင်သင်အံ့ဩရမယ်နော်။ဒါကြောင့်မို့လဲသင်မပြောင်းလင့်ထားတဲ့အချိန်မှာရောက်ရှိလာမယ်သူဆိုပြီးတော့ဒီလိုခေါင်းစဉ်လေးနဲ့ပေါ့နော်။အာ real လေးကြည့်ပေးတာဖြစ်ပါတယ်။အဲ့တော့ဒါကတော့ group 1လေးတွေအတွက်သင်တို့လေးတွေမမျှော်လင့်ထားပေမဲ့သင်တို့လေးတွေစီကိုရရှိလာမယ့်အရာကဘာလေးဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ January လေးတစ်ခုချိန်ထားပေးတာဖြစ်ပါတယ်။ Energy ကင်ရင်ယူပါနော်။ Energy ကင်ရင်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်။အာကျွန်မဒီနေ့အာနည်းနည်းအချိန်လေးနည်းနည်းလေးနေတဲ့အတွက်ပေါ့နော် personal reading လေးလည်းကြည့်ထားတဲ့အတွက်အချိန်လေးနည်းနည်းနေတဲ့အတွက်စကားပြောနည်းနည်းလေးမြန်သွားလို့ရှင် sorry ပါနော်အဲ့ဒါဆိုကျွန်မ group 2 list ကိုသွားမယ်နော် ဲ့တော့ group 2လေးတွေမင်္ဂလာပါရှင် group 2လေးတွေမမျှော်လင့်ထားပေမဲ့ group 2လေးစီကိုရောက်လာမယ်အရာလေးကဘာလေးလဲဆိုတော့ဒီမှာ serowan အောင်မြင်ခြင်းပါပေါ့နော်အဲ့ဒီတော့ဒီ group ကိုလာကြည့်တဲ့သူတွေတော်တော်များများကအောင်မြင်မှုအတွက်မျှော်လင့်နေတဲ့သူလေးတွေဆိုလို့ရှိရင်မျှော်လင့်ထားရလဲရှိမယ်မမျှော်လင့်ထားမယ်နဲ့ကိုယ့်ကိုယ်ပုံမှန်လေးစူးစမ်းနေကြတဲ့သူလေးတွေဆိုလို့ရှိရင်လည်းတင်မမျှော်လင့်တဲ့ချိန်မှာပဲဝုန်းကနေရောက်လာမှာက အာရုတ်တရက်ကြီးအောင်မြင်သွားတာเนาะအာတင် project တစ်ခုခုအတွက်ပေါ့เนาะတင်ကအောင်မြင်မယ်မအောင်မြင်ဘူးမသိကြပါမယ်တင်ဆက်လက်ပြီးလှုပ်ဆောင်နေတယ်ဆိုရင်တင်မမျော်လင့်လာတဲ့အချိန်မှာရုတ်တရက်ကြီးဒီ project ကအောင်မြင်သွားတာကိုတင်တင်ရလိုက်တာမျိုးနောက်တစ်ခုကတော့တင်ရဲ့ဒီအလောက်ကနေနဲ့ပတ်သက်ပြီးတော့ပေါ့เนาะကိုကတော့ပုံမှန်လေးပဲလှုပ်သွားပြင်မယ်လေအာအောင်မြင်တဲ့အခွင့်အလမ်းတွေကိုတင်တွေ့သွားတာမျိုးအာပြီးလို့ရှိရင်တင်အနာမှာတင်ကိုဝမ်းဝန်းကူညီပေးဖို့ နော်တင်အောင်မြင်မှုလမ်းကြောင်းတွေကိုအာပြပေးမဲ့သူတွေရောက်လာတာမျိုးနော်ဘယ်လိုမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုမျိုးအရာမျိုးပဲရောက်လာရောက်လာဒီရောက်လာရတဲ့ရည်ရွယ်ချက်တွေအားလုံးကတော့တင်အောင်မြင်စေဖို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ရောက်လာတာဖြစ်တဲ့အတွက်တင်မမျော်လင့်နေပဲဘယ်နဲ့ရရှိလာတဲ့အရာလေးရတော့အောင်မြင်မှုဖြစ်ပါတယ်ခရစ်တိုလေးတွေအတွက်ပေါ့နော်အဲ့တော့ကင်မရာအရန်မှောင်သွားတဲ့အတွက် sorry ပါရှင် အဲဒီမှာလဲ oracle cut clean နဲ့ဒီမှာကြည့်ထားရပါတော့ lenormand cut clean နဲ့ပေါ့နော်အဲ့တော့ဒါက16ပေါ့နော်16ဆိုတော့ပေါင်းခြင်းခုနှစ်အဲ့တော့ဒီ group 2ကိုလာကြည့်ရတူလေးတွေပေါ့နော်တင်တို့ရရှိမဲ့အရာကအောင်မြင်ခြင်းဒီအောင်မြင်ခြင်းတွေကလည်းတင်တို့ရဲ့ talent เนาะဒီမှာခုနကလည်းပြောလိုက်တယ်အာကိုကတော့ပုံမှန်လေးပဲစူးစမ်းနေပြီမြဲကိုကိုဒီအောင်မြင်မှုလမ်းကြောင်းပေါ်ကို ရရှိသွားဖို့ spoke ပေးမဲ့လူတွေအနာကိုရောက်လာတာမျိုးပြီးတော့ဒီအောင်မြင်မှုလမ်းကြောင်းကို သွားဖို့တင်လမ်းကြောင်းမှန်တွေ့သွားတာမျိုးအဲ့လိုမျိုးလေးပေါ့နော်ဒါပေမဲ့တင်ကိုယ်တိုင်ကလည်းတင်မှဒီအောင်မြင်မှုတွေရရှိဖို့အတွက်ထိုက်ထန်တဲ့အရေးချင်းတင်တင်မှရှိရလို့ကျွန်မခံစားရတာဖြစ်ပါတယ်အာဒီ16ပေါ့နော်ပေါင်းချင်းခုနှစ်အရာပေါ့နော် အာတင်းတို့လေးတွေကလည်းထူးခြားတဲ့ talent လေးတွေတင်းတို့လေးတွေမှာရှိရလို့ကျွန်မခံစားရတယ်ဒီ group ကိုလာကြည့်တဲ့သူလေးတွေပေါ့နော် အဲ့တင်တော့မှသူများနဲ့မတူတဲ့အထူးခြားတဲ့စွမ်းရည်လေးတွေရှိတယ်။အဲတချို့ကျတော့အနုပညာဘက်မှဝါဒနာပါတယ်။တချို့ကျတော့လည်းဒီကြပြားရေးရတာအပုံတွေဆွဲရတာပကြီးတွေဆွဲရတာအဲ့လိုမျိုးတွေမှဝါဒနာပါပြီးတော့တချို့ကျတော့လည်း spiritual ပေါ့နော်ကျမတို့လိုအဲဒီ tarot reading tarot reader အလုပ်တွေကိုသဘောကျတယ်ပေါ့နော်အဲ့လိုမျိုးပုံစံသူလေးရောင်မှပါတယ်။ဒါပေမဲ့ကိုရီးယားရဲ့လုပ်ငန်းအတိုင်းကိုလုပ်သွားတာပဲနော်အရန်ကြီးပေါ့နော်ဒီ serious တော့မထားဘူးပေါ့နော်ဒါပေမဲ့လည်းကိုမျော်လင့်နေဖြစ်စေမမျော် ော်လင့်နေဖြစ်စေเนาะတင်းတို့လေးတွေမျှော်လင့်မထားပေမဲ့လည်းရရှိလာမှာတော့အောင်မြင်ခြင်းအတွက်လမ်းကြောင်းတွေနီလန်းတွေအခွင့်အရေးတွေဖြစ်ပါတယ်ပေါ့เนาะဒါကလည်းတင်းတို့ရဲ့ talent တွေကြောက်ပါပေါ့เนาะအဲ့တော့ဆက်ကြည့်မယ်เนาะ group 2လေးတွေလူချူလေးတွေလူချူလေးတွေစီကိုမပြောင်းလဲမရရှိလာမယ့်အရာကတော့ 阿年子女对吧嘞？不漏阿年子女嘞，不漏家养嘞，是那这样咯？ ါရဲ shuffle လုပ်ပြီးတော့ခြာလိုက်နေနော်အဲ့တော့ group 2လေးတွေအတွက်ရရှိလာမယ့်အရာတွေကတော့အောင်မြင်ခြင်းပေါ့နော်ဒီအောင်မြင်ခြင်းကိုလာပေးဖို့လဲတင်တဲ့အကျိုးတူပူပေါင်းမဲ့ပါတနာတွေကြောင့် တင်ကရရှိလာတာမျိုးကျမခုနကလည်းပြောလိုက်တယ်ဗောနော်တင့်ကိုစပို့ပေးမယ်လို့အဲ့တော့ဒီစပို့ပေးမယ်လို့ကလည်းတင်ကအမျိုးသားလေးလေးဆိုလို့ရှိရင်တင့်ကိုလာပြီးစပို့ပေးမယ်သူကအမျိုးသမီးတူဖြစ်ပါတယ်တင်ကတော့အမျိုးသမီးလေးဆိုလို့ရှိရင်တင့်ကိုလာပြီးစပို့ပေးမယ်သူကအမျိုးသားလေးပါနော်ကျမအဲ့လိုမျိုးလေးခံစားရတယ်ဒီတင့်စီကိုအာမြင်မှုရရှိဖို့အတွက်ပတ်မှုကူညီပေးမယ်သူကနော်အဲဒီလိုမျိုးပေါ့နော်တင်ကမျိုးသားဆိုသူကအမျိုးသမီးတင်ကမျိုးသမီးဆိုသူကမျိုးသားအဲ့လိုမျိုးပုံစံလေးနဲ့လာမှာနော်ကျမအဲ့လိုမျိုးလေးခံစားရတယ် နောက်တစ်ချက်ကတော့ဒီအာမြင်မှုရရှိဖို့အတွက်လည်းသင်ကိုယ်တိုင်ကလည်းဘယ်သူမှမသိအောင်တိုးတိုးတက်တက်လေးစူးစမ်းလာတာအချိန်တစ်ခုကြာပြီเนาะကျွန်မအဲ့လိုမျိုးတွေ့တယ်ပြီးတော့ဒီအာမြင်မှုအရာတွေအတွက်ကိုအသင်အပတ်တစ်ခုပေါ့เนาะသင်စူးစမ်းခဲ့တယ်အဲဒါပေမဲ့ဒါတိုင်းကြီးတော့သင်အောင်မြင်လာတာမျိုးမဟုတ်ဘူးအရှိမှာ ပျက်စီးခဲ့တာတွေเนาะတစ်ချိန်ထက်မကเนาะအမှားယွင်းလေးတွေဖြစ်ခဲ့တာမျိုးလည်းတင်ကြုံခဲ့ရတယ်ဗောနော်ဒီကတ်ရဲ့ energy ကเนาะ fire cut ရဲ့ energy ကအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းတင်ကိုယ်တိုင်ကလည်းအာနောင်နာရတယ်ဒီလိုအမှားမျိုးလုံးမိတာတွေအတွက်လည်းတင်ပူဆွေးတယ်ဗောနော်တင်တင်ကိုယ်တင်စိတ်တိုင်းမကြဘူးဗောနော်ကျွန်မအဲ့ဒါမျိုးလေးလည်းခံစားရတယ်เนาะ နောက်တစ်ချက်ကတော့တင်းတို့လေးတွေအစမကူနာပြောသလိုပဲတင်းတို့လေးမှာထဲလမ်းရှိတယ်အဲ့ဒါကလည်းကိုပဲကိုပိုင်းရေချင်းပေါ့နော်ကိုပိုင်းရေချင်းကိုပိုင်းအစမ်းစားနဲ့တင်းတို့လေးတွေကဒီအာမြင်မှုကိုရရှိသွားမှာဖြစ်တယ်နောက်ပြီးတော့ဒီလိုအာမြင်မှုကိုရရှိဖို့အတွက်လည်းစိတ်တွေအများကြီးနှက်ထားတာပေါ့နော်အဲ့ဒါမျိုးလေးတွေတွေ့တယ်နောက်တစ်ခုကဒီအာမြင်မှုကိုရရှိသွားတဲ့အခါမှာတင်းတို့ကလုံးဝနော်ဟိုပြည့်ပြည့်စုံမှုတွေတင်းတို့ရရှိပန်းဆိုင်သွားမှာဖြစ်ပါတယ်ပေါ့နော်အာမြင်ခြင်းတွေနော်ငွေကြေးတွေပြီးလို့ရှိရင်အချွေရံတွေအဲ့ဟာမျိုးပေါ့နော် အဲ့လိုမျိုးအရာတွေကဇက်တိုက်ဇက်တိုက်ဇက်တိုက်တင်လို့စီကိုရရှိလာမှာဖြစ်တယ်နော်ရရှိလာတဲ့ခါမှာတင်ထွက်ခွင့်လန်းနေရလဲအများကြီးနော်အမြင်မှုရရှိလာပြီးတဲ့နောက်ပိုင်းမှာတင်တို့လေးတွေဘာလို့လှုပ်ချင်လဲဒီကိုယ့်ရဲ့တိုးတက်သွားတဲ့အောင်မြင်သွားတဲ့အရာတွေပေါ်မှာထပ်ဆင့်ထပ်ဆင့်ဘာလေးတွေထပ်ပြီးလှုပ်ချင်လဲခွင့်လန်းလေးတွေထပ်ပြီးတွေးလာမယ်ဘယ်လမ်းကြောင်းကိုသွားချင်လဲလမ်းကြောင်းလေးအများကြီးတွေးလာမယ်ဘယ်လိုအလောက်ကံကိုလှုပ်ချင်လဲအလောက်ကံတွေတခုထပ်မကတဲ့အလောက်ကံတွေသင်တို့ရွေးချယ်ရလိမ့်မယ်ပေါ့နော်ကျမအဲ့လိုမျိုးလေးတွေ့နော်အဲ့တော့ ဒီ group 2ကိုလာကြည့်တဲ့သူတွေတွေကအမြင်မှုပေါ့နော်ကျွန်မကပြောလိုက်သလိုပဲဒီအမြင်မှုကိုပတ်မို့ပေးမဲ့သူတွေကလည်းရှိတယ်ဒါမဲ့ဒီလူတွေကိုသင်ကလည်းမျှော်လင့်ထားတာမျိုးမရှိဘူး။ဘယ်လူကတော့ကိုယ့်ကိုကူညီပေးကရကောင်းရဲ့ဆိုပြီးတော့သင်တို့လေးတွေကတော့အထူးတလည်းမျှော်လင့်ထားတာမျိုးလည်းမရှိဘူး။မျှော်လင့်ထားရင်လည်းအဲ့လိုမျှော်လင့်ထားတဲ့သူကပေးတာမဟုတ်ဘဲနဲ့ကိုယ်မမျှော်လင့်ထားတဲ့သူကကိုယ်လာပေးတာနော်။အဲ့လိုမျိုးပုံစံလေး။ နောက်တစ်ချက်ကတော့ကျမခုနကပြောသလိုပဲကိုကလည်းဒီလိုအာမြင်မှုတွေရရှိဖို့အတွက်ကိုအများကြီးစူးစမ်းခဲ့ပြီးတော့အဲ့ဒီမှာလည်းအမှားယွင်းလေးတွေအဖုထက်လေးတွေအဆုံးရှုံးလေးတွေကြုံခဲ့ရတယ်။အဲ့နဲ့ပတ်သက်ပြီးတော့လည်းတင်ကိုယ်တိုင်ကလည်းဝမ်းနည်းမှုတွေနာကျင်မှုတွေခံစားခဲ့ရတယ်ဖြတ်ကျော်ခဲ့ရတယ်။အဲ့ဒီ moment လေးတွေဖြတ်ကျော်ခဲ့ပြီးတော့မှပဲဒီလိုမမျှော်လင့်ဘဲနဲ့အာမြင်ခြင်းတွေကိုသင်ကရရှိသွားတာမျိုးအာမြင်ခြင်းတွေရရှိသွားပြီးတဲ့နောက်ပိုင်းမှာလည်းသင်အတွက်ပြည့်စုံခြင်းတွေကဇက်တိုက် ပါလာတယ်ပေါ့နော်ကျမအားမျိုးလေးခံစားရတယ်ဇက်တိုက်ပါလာတယ်အောင်မြင်ခြင်းပြေဆုံးခြင်းပေါ်ကြွယ်ဝခြင်းเนาะအချွေရလေးတွေကအစာရရှိခြင်းပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေเนาะနောက်ပြီးတော့လမ်းကြောင်းတွေတစ်ခုထပ်မကားတဲ့လမ်းကြောင်းတွေဥပမာ income နဲ့ဆိုလို့ရှိရင်လည်း income တစ်ခုနှစ်ခုအဲ့လိုမျိုးပေါ့နော် income တစ်ခုလည်းမဟုတ်ဘဲနဲ့နှစ်ခုသုံးခုအဲ့ဒီကနေဝင်လာတာပေါ့နော်အဲ့လိုမျိုးလေးတွေကျမခံစားရတယ်။နောက်တစ်ခုကတော့ဒီကိုကလည်းအောင်မြင်နေပါပြီဆိုမှပဲကိုကိုထပ်ပြီးတော့ကံလှမ်းတဲ့အရာတွေ နော်အကိုဒီသားချင်တဲ့လမ်းကြောင်းတစ်ခုထပ်မမကတဲ့အရာတွေကိုတွေးလာရမယ်ပေါ့နော်ကိုရွေးချယ်ရပြီဒီခါကျရင်နော်အကောလုံးကတော့အောင်မြင်နေတာပဲငါဘယ်အလုပ်ကိုပို့ပြီးတော့အာ effort နော်ထိရင်ကောင်းမလဲဆိုပြီးတော့သင်ကတော့ရွေးချယ်ရပြီပေါ့နော်အဲ့လိုမျိုးပုံစံလေးပေါ့နော်အဲ့လိုမျိုးပုံစံလေးကျွန်မခံစားရပါတယ်အဲ့တော့အာဒီနေ့ reading ကိုကျွန်မခုနကပြောသလိုပဲ reading ဖတ်တဲ့စီမှာမိရလည်းပြတ်နေတယ်နော်နောက်ပြီးတော့အချိန်ကလည်းကျွန်မနည်းနည်းနေတော့စကားပြောလဲနည်းနည်းမြန်သွားရင်လည်း sorry နော် ပြီးတော့ဒီမှာကတ်ကိုခင်းတာနည်းနည်းလေးကင်မရာအရာမှုံသွားလို့ရှင်လဲ sorry ပါเนาะအဲ့တော့ကျမကတော့အကောင်းဆုံး energy အပြည့်ထည့်ပြီးတော့ကြည့်ပေးတာပဲပေါ့เนาะအဲ့တော့ဒီ energy ကသင်တို့လေးတွေနဲ့ကိုင်းညီမှုရရှိပါစေလို့ကျမဒီနေ့အားနဲ့ဆုတောင်းပေးပါရစေ group 2လေးတွေအောင်မြင်ခြင်းတွေရရှိပိုင်ဆိုင်ပါစေ မျောလင့်ထားတဲ့အချိန်မှာပဲရရမျောလင့်ထားတဲ့အချိန်မှာပဲရရဘလို့ပဲဖြစ်ဖြစ်အမြင်ချင်းရရဆိုရင်တော့ဒါပျော်ရွှင်စရာပဲပေါ့နော်အဲ့တော့ဒီ energy ကတင်းတို့လေးတွေရဲ့ energy ဖြစ်ပါစေ energy ကညီမှုရရှိပါစေလို့ကျွန်မဒီနေရာကနေဆွတ်တောင်းပေးလိုက်ပါတယ်နော်ဒါဆိုကျွန်မ group 3လေးစီကိုသွားပါမယ်ကရုသီလေးတွေမင်္ဂလာပါရှင်ကရုသီလေးတွေရဲ့ ဘဝမှာပေါ့နော်မမျှော်လင့်ထားပဲနော်မမျှော်လင့်ထားပဲနဲ့ရောက်ရှိလာမယ့်အရာကဘာလေးတွေရှိမလဲဆိုတော့ကျွန်မကြည့်လိုက်တယ်အာ701ပေါ့နော်701အဲ့တော့လေ701ကတော့တိုက်ထွက်ရတာတွန်းလှန်ရတာပေါ့နော်အဲ့တော့တင်းမမျှော်လင့်ဘဲနဲ့ရောက်ရှိလာမယ့်အရာကိုကျွန်မဘယ်လိုခံစားရလဲဆိုတော့အ challenge ခုပေါ့နော်ကျွန်မအဲ့လိုမျိုးခံစားရတယ်အာတင်းအောင်မြင်သွားဖို့ နော်တင်းရဲ့အရေးချင်းကိုစံတတ်တဲ့စာမမွဲလို့ပုံစံပေါ့နော်ကိုတီတိုင်းပုံမှန်လေးနေဝိုင်းနေမှာပဲတင်းအတွက်အတင်းကို challenge ခေါ်တဲ့ပုံစံမျိုးနဲ့ပေါ့နော်ဖြတ်ကျော်အမယ်အရာလေးတခုလာမယ်အဲ့ဒါတော့တင်းကတော့မညှောင်းနေထားဘူးဥပမာအာကျောင်းသားလေးနေနေပဲပြောလိုက်မယ်နော်ကျောင်းသားလေးတွေဆိုလို့ရှိရင်အာဒီစာမမွဲမှာကိုတက်ဖြည့်လို့ရှိရင်ဒီမေးကိုမပါလာဘူးထင်ပေမဲ့ပါလာတယ် တင်ရတဲ့ UTS ဆိုတော့အတင်လန့်သွားတယ်ဒါပေမဲ့လည်းဒါအတင်အတွက်စင်ခေါ်မှုဒီလေးကုန်းကိုအကောင်းဆုံးဖြည့်နိုင်တယ်ဆိုလို့ရှင်တင်အောင်မြင်ပြီးဂုံလူတွေပါရနိုင်တယ်အဲ့လိုမျိုးပုံစံမျိုးเนาะအဲ့ဒီတော့ဒီ group 3လေးတွေကလည်းဒီတိုင်းပါပဲအတင်တို့လေးတွေစီကိုမျှော်လင့်မယ်ရောက်လာမှာငါအတင်တို့လေးတွေကို channel တစ်ခုအနေနဲ့တင်တို့လေးတွေတိုက်ထုတ်ရမယ်တုံးလှန်ရမယ်ရှင်ပြန်ရမယ်အရာလေးတစ်ခုရောက်လာမယ်ပေါ့နော်ဒါပေမဲ့လည်း7เนาะ701 energy ပေါ့နော်701 energy ကတော့တိုက်ထုတ်နိုင်တယ် ကိုရဲ့အစွမ်းအစားတွေကြောင့်တုံးလှန်နိုင်တဲ့ energy မျိုးဆိုတဲ့အတွက်တိတ်ပြီးတော့စိတ်ပူစရာမရှိပါဘူးပေါ့နော်အဲ့တော့တင့်စီကို challenge တစ်ခုတော့ရောက်လာမယ်ပေါ့နော်အဲ့ဒါကဘာလေးနဲ့ပတ်သက်မလဲဆိုတာတူတူကြည့်သွားမယ်နော်နောက်ခုကတော့ဒီမှာဒီလီနိုမန်ခက်ကလေးကတော့32 32ဆိုတော့ပေါင်းခြင်း၅အဲ့ဒီတော့ဒီ၅ခန်းလေးစုံမိုးတယ်ပြီးတော့ဒီကတ်မှာလာလေးပေါ့နော်လာလေးက အာအပြည့်အပေါ်မရောက်နေဘူးတိမ်တဝက်ဖုံနေတယ်နော်တိမ်တဝက်ဖုံနေတယ်ဒါပေမဲ့အကုန်လုံးမြုပ်နေတာလားဆိုတော့လည်းမဟုတ်ဘူးတဝက်ပဲအဲ့တော့ဒီရဲ့နမိတ်ကိုကျွန်မဘလို့အဓိပ္ပာယ်ဖွင့်ဆင်လဲဆိုတော့တင်တို့လေးတွေစီကိုဘောနော်ဒီလို challenge သဘောမျိုးနဲ့အရာတစ်ခုရောက်လာမယ်အဲ့ဒါကိုတင်ရတော့ရအောင်ရုံးကန်တိုက်ထုတ်နိုင်ပြီเนาะလုံးဝဒီမှာလာလေရအပေါ်ကိုရောက်လာပြီးတော့လင်းလင်းချင်းချင်းတနိုင်တဲ့အနေထားပေါ့เนาะအဲ့ဒါမျိုးလေးတင်တို့လေးတွေကြုံရမယ်ပြီးတော့ငါးခနဲ့ရဲ့ energy ရာ ဒီ energy ကတင်းတို့နေတဲ့ energy လို့ကျွန်မခံစားရတယ်အဲ့တော့ဒါဘာမျိုးခံစားရလဲဆိုတော့ဟိုအနှောက်ရှက်တိုက်ခိုက်တွေရှိပေမဲ့လေဒီအနှောက်ရှက်တိုက်ခိုက်တွေကဒီငါးကနန်းသမားလေးတွေကိုအချစ်ချာ မဆွဲထားနိုင်ဘူးပြောချင်တဲ့သဘောကအနှောက်ရှက်တိုက်ခိုက်ကြုံလာရင်ဒါမှထိတ်တိုက်ရင်ဆိုင်နိုင်တဲ့ energy မျိုးကဒီ group ကိုလာကြည့်တဲ့သူလေးတွေမှာပါတယ်เนาะအနှောက်ရှက်တိုက်ခိုက်ရတော့ကိုရှောင်လို့မရဘူးကြုံရမှာပဲเนาะဘသူမဆိုးကြုံရတာပဲအဲ့တော့တင်းတို့လေးတွေကလည်းကြုံလာခဲ့မယ်ဆိုရင်ဒါမှဒါကိုနောက်ဆုံးလိုက်ဆရာမလို့အကောင်းဆုံးတွန်းလှန်တိုက်ခိုက်နိုင်တဲ့ energy တတိမျိုးတင်းတို့မှာရှိရဖြစ်တဲ့အတွက် တွန်းလှန်လိုက်ပါတိုက်ထုတ်လိုက်ပါဒီ challenge ကိုလက်ခံလိုက်ပါဒီစင်ခုံမှုကိုလက်ခံပြီးတော့တိုက်ထုတ်လိုက်တဲ့အခါမှာအတင်အောင်မြင်မှုရသွားမယ်ပေါ့နော်ကျမအားမျိုးလေးခံစားရတယ်အဆင်ပြေသွားမယ်ပေါ့နော်ကျမအားမျိုးလေးခံစားရတယ်အဲ့ဒါဆက်ကြည့်မယ်နော်အဲ့ဆက်ကြည့်မယ် group 3လေးတွေ group 3လေးတွေမပြောင်းလဲထားပါမယ် group 3လေးတွေစီကိုရရှိလာမယ့်အရာလေးနဲ့ပတ်သက်ပြီးတော့ ဒါလေးတွေထပ်ပြီးတော့သိရှိရမယ်။ အဲ့တော့ group 3တွေတွေကျမကလည်းပြောလိုက်တယ်ပေါ့နော်ဒီမှာလဲ tunnel sort နဲ့စတာလာနော် tunnel sort နဲ့စတာလာဒါပေမဲ့လဲစိတ်ပူစရာတော့မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှာ error 1ပေါ့နော် error 1နဲ့အဆုံးသတ်ထားတယ်နော်အဲ့တော့ကျမဒီနေ့မှာပြောချင်တာကတော့ဒီ group ကိုလာကြည့်တဲ့သူတွေတွေအာတင်းတို့ပေါ့နော်ဒီအရာကိုကြုံရတဲ့ချိန်မှာဒီ challenge ကိုကြုံရတဲ့ချိန်မှာတင်းတို့လာချင်မှုတွေတော့ ရှိမယ်ပေါ့နော်ကျမအဲ့လိုမျိုးကြုံတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီစင်ခုံမှုကမမျှော်လင့်ထားတဲ့စင်ခုံမှုအာပြောသလိုပဲဆာမိုးမွေးမှာအကိုမချက်ထားတဲ့ MC မျိုးပါလာတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးပုံစံလေးဆိုတော့ဒီမိကွန်းကလည်းကိုလုံးဝကိုမမျှော်လင့်ထားဘူးကိုအတွက်အရန်ကိုခက်ခဲတယ်နော်ချီလို့မနိုင်တော့ဘူးလို့တင်ထင်ထားတဲ့မိကုံမျိုးတင်ထင်ထားတဲ့စင်ခုံမှုတစ်ခုမျိုးတော့ဖြစ်နိုင်တယ်။ဒါပေမဲ့လည်းအဲ့ဒါကိုတဲ့အကောင်းဆုံးကင်တွေဖြစ်ရှင်းသွားနိုင်မယ်လို့ကျွန်မထင်တယ်။နော်ဒီမှာ true တော့ ဖန်နေကအနေကြီးနဲ့เนาะအကောင်းဆုံးတင်ကိုင်းတွေဖြင်းရှင်းသွားမယ်ဆက်စပ်ချင်းတွေ့တွေ့ချင်းမှာတော့ကြုံလာရတဲ့ခါမှာတော့တင်ကအဲ့ဒါနဲ့ပတ်သက်ပြီးတော့တအားပင်မန်းပြီးတော့တအားနာခြင်းနဲ့เนาะဟိုပင်မန်းစိတ်ဆင်းရဲရတာပေါ့เนาะအဲ့ဒါမျိုးလေးတွေကြုံတွေ့သွားမယ်ဒါပေမဲ့စိတ်မပူပါနဲ့အဲ့ဒါကိုတင်အကောင်းဆုံးတင်ရဲ့အတိစိတ်ဓာတ်လေးပေါ့เนาะအတိလေးတင်ကပ်ပြီးတော့တင်ဖြင်းရှင်းသွားတယ်နော်တင်ဖြည်လဲဖြည်ရှင်းနိုင်တော့တယ်။ဘာကြောင့်လဲဒီမှာခွင်းတော့ဆော့အာနောက်ဆုံးမှတင်ဒီလိုမျိုးကြုံခဲ့ရရင်တော့မှာ ဘလိုမျိုးအကောင်းဆုံးဓာတ်ကိုဖြည့်ရှင်းရမလဲဘလိုပြပြတတာအလုတ်ကန်ရမလဲဆိုတော့တင်းသိလာမယ်နော်အဲ့တော့ဒီ group ကိုလာကြည့်တဲ့သူလေးတွေနော်တချို့ကြတော့နှလုံးသားရေးရတချို့ကြတော့ငွေရေးကြေးရေးစီးပွားရေးအဲ့လိုမျိုးနဲ့ပတ်သက်နိုင်တယ်ဒါပေမဲ့ကျမတို့မှာဘာကိုခန့်စားရလဲဆိုတော့လေအာနှလုံးသားရေးရနဲ့ပတ်သက်မယ်လို့ကျွန်မထင်တယ်เนาะဒီ group ကိုလာကြည့်တဲ့သူလေးတွေဒီမှာနှလုံးသားရေးရနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်လည်းအာတင်ဆုံးဖြတ်ချက် ချဖို့ခက်ခဲတဲ့အရာမျိုးလေးစင်ခုံမှုတစ်ခုမျိုးတော့ဖြစ်လာလိမ့်မယ်။ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တင်အကောင်းဆုံးကင်တွေပြီးတော့အကောင်းဆုံးဆုံးဖြတ်ချက်ချပြီးတော့တင်အဲ့ဒီကိစ္စကိုဖြေရှင်းနိုင်မယ်ပေါ့နော်ဒီပြဿနာကိုကျွန်မအဲ့ဒါမျိုးတော့ခံစားရပါတယ်။နောက်တစ်ခုကတော့ဒီမှာ P rocket, E rocket, A rocket နော်အပေါ်မှာတော့အစိုးရနော်အရင်ဆုံးအစိုးရလာတယ်ပြီးတော့အကောင်းနေပေါ့နော်အဲ့တော့ဒီ group ကိုလာကြည့်တဲ့သူလေးတွေဒီလိုပါပဲအရင်ဆုံးတော့ကိုကနာကျင်စရာတွေဆုံးဖြတ်ချက် ချရမယ်ခခခခဲကိုဆုံးဖြတ်ချက်ချပြီးတော့ကိုင်းတွေသွားရမယ်အရာတွေတင်းတို့လေးတွေလောက်ရတယ်ဒါပေမဲ့လည်းအဲ့ဒီမှာတင်းကလေတင်းကိုကူညီပေးမဲ့သူတူရောက်လာတာမျိုးဒါမှမဟုတ်လို့ရှိရင်အကြံဉာဏ်တွေနော်အကြံဉာဏ်ခေါင်းတွေကိုတင်းရရှိသွားတာမျိုးအိုင်ဒီယာတွေပေါ့နော်ရရှိသွားတာမျိုးအဲ့ဒါမျိုးလေးတွေတင်ကြုံရမယ်ပြီးတော့ကျမခုနကပြောသလိုပဲဒီ challenge ကိုတင်အောင်အောင်မြင်မြင်အဆင်ပြေစွာတင်ဖြည့်ရှင်းနိုင်မယ်ပေါ့နော်ကျမအဲ့ဒါမျိုးခံစားရတယ်ဖြည့်ရှင်းနိုင်တယ်နောက်ဆုံးမှတင်အတွက်အောင်မြင်မှုရှိတယ် နော်အဲ့တော့ one energy နဲ့နောက်ဆုံးမှာတင်တဲ့အာမြင်မှုကိုရှိရဲဒါပေမဲ့ဒီအာမြင်မှုမရခင်ဒီမှာလည်းဒီလိုပဲလာလေးကတိန်လေးတွေဖုံးနေတယ်เนาะအဲ့တော့ဒီကနေရုံထွက်ဖို့ဒီဖုံးနေတဲ့တိန်တွေကိုအာဖေရှားပြီးတော့အလင်းရောင်ဖြန့်ချက်ပြီးပေးဖို့ဆိုရင်ကိုကိုယ်တိုင်းရုံထွက်ရမယ်ပေါ့เนาะအဲ့လိုမျိုးပုံစံအဲ့တော့ဒီ group ကိုလာကြည့်တဲ့သူတွေတွေ တင်တို့ကဆက်ဆက်နေရတဲ့ဆက်ဆက်ရေးတွေမှာ toss ဆက်ဆက်ရေးတွေမျိုးလားတင်တို့ယုံထွက်ရမယ့်အရာတွေอ่ะအလောက်ခွင်ထဲမှာဆိုလဲကိုယ်တွက်အနှောင့်အယှက်အခက်ခဲကိုယ့်ကိုဒုက္ခပေးတဲ့စိတ်ဒုက္ခကိုဒုက္ခပေးတဲ့အလောက်ခွင်မျိုးလားစီဝါရေးမှာဆိုလို့ရှင်လေကိုကိုအတောင့်ရှက်နေတဲ့သူတွေကိုကြရှောင်းအောင်လုပ်နေတဲ့သူတွေအမျိုးမျိုးကြုံနိုင်နေပေါ့နော်ဒါပေမဲ့ဒါကိုကိုကကြောက်ပြီးတော့နောက်ဆုံးလိုက်ရမလို့အကောင်းဆုံးကံ့တွေဖြစ်ရှင်းသွားပါဆုံးဖြတ်ချက်တွေကိုအကောင်းဆုံးချပါတည်ငြိမ်စွာနဲ့နော်တည်ငြိမ်စွာနဲ့ဆုံးဖြတ်ချက်တွေချပါအကောင်းဆုံး ဆက်ရောကိုပါဟန်ချက်ညီအောင် အတင်းစားမဖြစ်အောင်အတိလေးနဲ့ကတ်ပြီးတော့ထိမ့်သိမ့်လိုက်နိုင်ရင်တော့ပီရောကန်အီရောကန်အီရောဝမ်နော်ဒါပေါ့စတစ်ကတ်တွေပဲအားမှာ၃ကတ်လုံးอ่ะအဲ့တော့ဒီကတ်၃ခုလိုမျိုးပဲတင်ထွက်ကောင်းမွန်တဲ့ရှာလက်တွေကိုရရှိမှာဖြစ်တယ်။အာတင်ရဲ့ဒီလုံနိုင်တဲ့အရေးချင်းကိုအတိမတ်ပြတဲ့သူတို့ဦးတင်လာရလာတာမျိုးနော် တင်ကိုသူကလည်းဝိုင်းဝန်းပြီးတော့အကြံဉာဏ်ပေးပြီးတော့ကူညီတာမျိုးနောက်တစ်ခုကတော့တင်ကိုယ်တိုင်ရဲ့ဒီအုံနောက်အတွေ့ထဲမှာနော်ကောင်းမွန်တဲ့အရာတွေကိုတွေးခေါ်ဆုံးဖြတ်တက်လာပြီးတော့တင်အတွက်လည်းကံတရားကကောင်းမွန်တဲ့စိတ်ခံစားချက်တွေပေါ့နော်အဲ့အမျိုးတွေကိုအာလာပြီးတော့ပေးတယ်ပေါ့နော်အဲ့အမျိုးပုံစံလေးတွေတင်ကြုံဆုံသွားမယ်အဲ့ဒါပြီးတော့မှတင်အောင်နောက်ဆုံးမှာအမြင်မှုတွေတင်ရပါမယ်ပေါ့နော်ကျွန်မအဲ့အမျိုးလေးခံစားရတယ်အဲ့တော့ကြုံလာတဲ့အရာကိုအကုန်လုံးတွန်းလှန်နိုင်ပါတယ် group 3လေးတွေ 7-1 energy နဲ့เนาะတခုထက်မကတဲ့အနောက်ရှက်တွေရှိပေမဲ့လည်းအကောင်းဆုံးတွန်းလှန်နိုင်တာဖြစ်တဲ့အတွက်စိတ်ပူကြရောမရှိဘူးတိတ်ပြီးတော့ serious မထားပါနဲ့ပေါ့เนาะ အဲ့တော့ဒီနေ့ဒီနေ့ဒီ group 3လေးတွေပေါ့နော်ဒီ reading ကိုလာကြည့်တဲ့ group 3လေးတွေအတွက်လည်းအထူးမှတ်ချင်တာကတော့အဲဘယ်လိုမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဒီကိုဘွားကိုရှောင်လန်းတဲ့စီမှာအများတန်းဟိုခြုံမွေးနေဆိုတာဘယ်သူမှမရှိပါဘူးအဲ့တော့အခက်အခဲနှောင့်ယှက်တွေကြုံလာရင်တော့မှပဲအကောင်းဆုံးတွန်းလှန်တိုက်ခိုက်နိုင်တဲ့ energy swing အင်းတို့တင်းတို့လေးတွေမှာရှိတယ်အဲ့တော့ ကြုံလာရတဲ့ဒီ challenge တွေစိန်ခေါ်မှုတွေကိုအကောင်းဆုံးလက်ခံလိုက်ပါအကောင်းဆုံးဖြေရှင်းလိုက်ပါအောင်မြင်မှုကတဲ့ရဲ့နာမှာရှိပါတယ်ပေါ့နော်တင်းစီမှာရှိပါတယ်เนาะအဲ့ဒါမျိုးလေးပါပါစေအဲ့တော့ energy ကညီမှုရှိပါစေเนาะ group 3လေးတွေစုံတိကြည့်ရှုပေးတဲ့အတွက် group 3လေးတွေကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့ group 1 group 2 group 3လုံးအတွက်တင်း ုံးခုလုံးအတွက်ပေါ့နော်တင်းတို့လေးတွေမမြှော်လင့်ထားပေးမယ်တင်းတို့လေးတွေစီကိုရရှိလာမယ်အရာလေးတွေကဘာလေးတွေရှိမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မ January လေးဖတ်ထားပေးတာပြီးပြီပေါ့နော်အဲ့တော့ group သုံးခုလုံး energy ကညီမှုရရှိကြပါစေရှင်နောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်